အားလုံးမင်္ဂလာပါဒီနေ့မှာတော့စပစ်သိမ်းမှာအောင်မြင်စွာထွက်တူအောင်ဘယ်လိုဆိုင်ရမလဲဆိုတာပြပြပေးပါမယ်ခိုင်းပြများကိုစနစ်ဖြတ်တောက်ပြီးအမြင့်အမြင့်ထွက်ဖို့ဗီဒီယိုမှာပြထားတဲ့အတိုင်းရှိအားယာယီပြူထောင်မှာရေဝအောင်လောင်း ပြီးပါဂိုင်းမှုပြူပါမြေတံမာတဲ့နေရပြန်ပြတ်မာလာရင်နေရချရွှေပြောင်းဆိုင်ပါမှာတက်တာကမျောစာအလုံးကျုံသုံးခြင်းပါအတိကြည့်ပြီးချိုးဖို့အတွက်အရာမြတ်တောက်မှုကအရေးကြီးပါတယ်အထွက်တူးဖို့ကိုအတိဟောင်းဂိုင်းဟောင်းများကို အစစ်နှစ်စစ်သုံးစစ်ချံပြီးဖြတ်တောက်ပြပါအညာအစ်ထွက်လာရင်အရွက်၅ရွက်၆ရွက်ခန့်အထိပဲထားပြီးအပြားကိုညှက်ပေးပါဂိုင်းတစ်ခိုင်းမှာအညာနှစ်ခုထွက်လာရင်အားနေတာကိုဖယ်ရှားပြပါ အတိခိုင်နာမှာအရွက်၃ရက်လောက်ဖက်ပစ်ပြီးအပင်တွက်ကတ်တဲ့နှွေးမြင့်တွေအလုံးကိုဖယ်ရှားပေးပါဒါဟာအာရတွေအတိခိုင်နေမှာပဲအပြေအဝရောက်မှာပါဒါမှအတိထွက်နှုံးလေးကောင်းမယ်အတိလေးကတ် မြမြတင်မယ်အသက်ချိုးလေချိုးပါမယ်ရှင်ဒါတွေကစပတိအထွက်တိုးတဲ့နီလန်းတွေပဲဖြစ်ပါတယ်နောက်ဆုံးအနေနဲ့ပင်စင်မှာအသီးသီးတဲ့ထူးခြားတဲ့ရှားပါတိနံများအကြောင်းကိုဒီဗီဒီယိုမှာဘုရားရယူနိုင်ပါတယ်ဘုရားရခဲ့ရင် like share subscribe နဲ့ comment လေးပြပုံမမေ့ပါနဲ့လို့ကျေးဇူးတင်ပါတယ်ရှင်